မဲမင်္ဂလာပါခင်ဗျာရေလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ဖုန်းမှာဖုန်းဆက်ခွင့်ဖွင့်လိုက်တာနဲ့ကြောင်ညာတွေအရန်တက်နေတဲ့မိတ်ဆွေတွေဒါမှမဟုတ်ရင်ဖုန်းအင်တာနက်ဖွင့်လိုက်တာနဲ့ပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာကြောင်ညာတွေအရန်တက်လို့စိတ်ညစ်နေတဲ့မိတ်ဆွေအနေနဲ့ကျွန်တော်ကိုယ့်ရဲ့ဖုန်းမှာဒီ Viber ပါတဲ့ software တနည်းအားပြောမယ်ဆိုရင်ကျွန်တော်ဒီကြောင်ညာတွေတက်စီတဲ့ software တွေကိုပိတ်လို့ရမယ့်နီလန်လေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်ကိုယ့်ရဲ့ဖုန်းမှာကြောင်ညာတွေအရန်တက်နေရဆိုရင်ဒီနီလေးတိုင်းလိုက်ပြီးတော့ရှင်းလို့ရရပေါ့နော်ပထမအဦးဆုံးအနေနဲ့ကျွန်တော်ရှင်းလို့ရရနီလန်တွေအများကြီးရှိရတဲ့နေရာမှာကျွန်တော်ကအလွယ်ကူဆုံးဖြစ်ဖို့အတွက်ဒီ software လေးတစ်ခုကို download သွားဆိုပြီးအဲ software လေးတွေကနေရှင်းမယ်ပေါ့နော်ဒီ software လေးကို download ဆွဲလိုက်တာနဲ့ကျွန်တော်ဖုန်းဆက်တင်ပါညာယူ live ပြီးဝင်စရာမလိုတော့ဘူးပေါ့နော်ဒါကြောင့်မို့ဒီ software လေးကိုသုံးပြီးရောကျွန်တော်တို့ရှင်းမှာဖြစ်ပါတယ်အဲကိုမှ play store ရှိရဆိုရင်တော့ play store ထဲကိုသွားလိုက်ပါ play store ထဲကိုသွားပြီးကျွန်တော်အခုပြရတဲ့ software လေးကိုဟိုကျွန်တော်ရေးချပြီး download ဆွဲမယ်ပေါ့နော်ကိုမှ play store မရှိဘူးဆိုရင်တော့ဒီ video ရဲ့ comment မှာပေးထားတဲ့ link ကိုနှိပ်ပြီးကျွန်တော်ရဲ့ telegram channel ကနေသွားပြီး download ဆွဲလို့ရပါတယ်ဗျ play store ရှိရသူတွေအနေနဲ့ကကျွန်တော်အခု play store ကိုရောက်ပြီးဆိုရင်ကျွန်တော်အခုရေးချပြသလိုစကားလုံးလေးကိုမှန်ကန်အောင်ရေးချပြလိုက်ပါဒီ software လေးရဲ့နာမည်လေးပဲဖြစ်ပါတယ်အဲဒီစာလေးကိုကျွန်တော် ော်မှန်အောင်ရေးလိုက်ပါတော့ရေးလိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီအောက်မှာဒီ icon နဲ့ဒီ software လေးကိုတွေ့ရပါလိမ့်မယ်ဗျဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော် download ဆွဲပေးလိုက်အောင်ပါပဲ အဲအခုလက်ရှိမှာဆိုရင်ဒီ software လေးရဲ့ဒီအသုံးပြုသူက download ဥရ 900k plus ရှိပြီးတော့ဒီ 12k review မှာ4.6 star ကိုရထားရဆိုတော့တော်တော်လေးအသုံးပြုလို့ကောင်းတဲ့ software ထဲမှာပါတယ်ပြီးတော့ဒီ software ရဲ့ file size က 21MB/s လောက်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကို့မှာ wifi မရှိဘူးဆိုရင်တော့မှ phone internet ဖွင့်ပြီး download ဆွဲမယ်ဆိုရင်တော့မှဘေးကအရန်ကုန်မှာမဟုတ်ဘူးပေါ့နော် file size ကလည်းရန်နေပါတယ်ဗျာ 21MB/s လောက်ပဲရှိတာပဲဖြစ်ပါတယ်ဗျအဲကိုကြိုက်တဲ့နည်းနဲ့ download ဆွဲပါ play store ရှိတဲ့သူတွေက play store ကဆွဲပါ play store မရှိတဲ့သူတွေကတော့ကျွန်တော်ဒီ video comment မှာပေးထားတဲ့ link ကို ေပြီးကျွန်တော်ရဲ့ Telegram channel နဲ့သွားပြီး download ဆွဲလို့ရပါတယ်။ download ဆွဲလို့ပြီးသွားပြီဆိုတာနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာဒီ icon နဲ့ဒီ software လေးကိုကျွန်တော်တို့ရောက်ရှိလာမှာပဲဖြစ်ပါတယ်ဗျာ။ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါတော့။စာပြဝင်ဝင်ချင်းတစ်ခေါက်မှာလိုအပ်တဲ့ file မှာ file permission လေးပေးရမှာဖြစ်ပါတယ်။နောက်ခေါက်ကြည့်ရင်တော့ပြီးသေးရမလို့တော့ဘောနော်။စာဝင်ဝင်ချင်းမှာ तू ကဒီဒီ software ကအမှန်ဆိုရင်တော့ကျွန်တော်တို့ဝယ်ပြီးသုံးရတဲ့ software ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ ကျွန်တော်တို့ကဒီဝဲသုံးမှာမဟုတ်ဘူး free သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအောက်ကဒီ all train light version ပေါ့နော်ဒီအောက်ကစာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျာပြီးပြီးဆိုရင်ဒီ fiber machine ၃ခုပေးရမှာဖြစ်ပါတယ်ဗျာပထမအဦးဆုံးတစ်ဆင့်နေနဲ့ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ဒီအပေါ်ကဒီ neck နဲ့ skin မှာ neck ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျဒီလိုမျိုး neck ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ အဲ net ကိုတစ်ချက်နှိပ်လိုက်ရင် off ဖိုင်ဆက်ဆိုရဲအောက်မှာဒီအပိတ်ဖွင့် cloud လေးရှိရပါတော့အဲ့ကောင်လေးကိုတစ်ချက်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီ software လေးကိုလိုအပ်တဲ့ file permission လေးပေးလိုက်ပါပြီးရင် back key လေးနဲ့ပြန်ထွက်လိုက်ပါတော့၃ခုလောက်လုပ်ပေးရပါတယ်ခင်ဗျာပြီးပြီဆိုရင်တော့ allow remainder ဆိုတာလေးကိုလည်းကျွန်တော် net ကိုနှိပ်ပြီးတော့အဲ file permission လေးဖွင့်ပေးလိုက်ပါဖွင့်ပြီးဆိုတာနဲ့ back key လေးကိုတစ်ချက်ပြန်နှိပ်ပါတော့အဲဒါကတော့နောက်ဆုံးတစ်ဆင့်မှာ notification ပေါ့နော်ဒီကောင်လေးကိုလည်း net ကိုတစ်ချက်နှိပ်ပြီးတော့ ကျွန်တော် file permission လေးဖွင့်ပေးရမှာဖြစ်ပါတယ်နေကိုတစ်ချက်နှိပ်လိုက်ရင် allow all that time ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျအဲဒါဆိုရင်တော့ဒီ second link ကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒါကပထမဦးဆုံး download ဆွဲပြီးဝင်ဝင်ချင်းတစ်ခေါက်ပဲဒီလိုမျိုး file permission သုံးခုပေးရဖြစ်ပါတယ်နောက်ခေါက်ဒီကြရင်တော့ဒီ second ဝင်လိုက်တာနဲ့ဒီလိုမျိုးတမ်းပြီးပေါ်နေမှာပဲဖြစ်ပါတယ်ဗျအဲပြီးပြီဆိုရင်ကျွန်တော်တို့ဒီ session လို့ရမယ်နီလန်နှစ်ခုရှိတယ်ဒီ quick screen ကိုနှိပ်ပြီးရှင်းလို့ရသလိုအောက်က full system screen ကိုလည်းနှိပ်ပြီးရှင်းလို့ရတယ် ကျွန်တော်တို့ကဒီကိုယ့်ရဲ့ဖုန်းမှာကြော်ညာအရန်မတက်ဘူးဟိုအနေငယ်လောက်ပဲတက်တက်ဆိုရင်တော့ဒီ quick screen လေးကိုပဲနှိပ်ပြီးရှင်းပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကအဲ့ quick screen နဲ့နှိပ်ပြီးရှင်းလို့တောင်မှကျွန်တော်အခုပြရနေတိုင်းရှင်းတောင်မှအဆင်မပြေသေးဘူးဆိုရဲမိတ်ဆွေဆိုရင်တော့ဒီ full system screen ကိုနှိပ်ပြီးတော့ရှင်းပြရမှာဖြစ်ပါတယ်ဗျာလုံးဝလုံးနီးသဘောတရားအတူတူပဲဘာကွာသွားလဲဆိုတော့ဒီ quick screen နဲ့ရှင်းမဲ့ဆိုရင်တော့အဲကျွန်တော်တို့အပေါ်ရန်ပဲအနေငယ်ရှင်းသွားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ quick screen ကိုနှိပ်ပြီးတော့အရန်ဆောင်ရမလို့အမြန်နေပေါ့နော်ဒါမှမဟုတ် full system screen ကိုနှိပ်လိုက်မယ်ဆိုရင်တော့ဖုန်း system file တစ်ခုလုံးကိုသူကဒီ scan နဲ့လုပ်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်နှဲငယ်ပေးရတယ်နည်းနည်းပို့ကြရတယ်ပေါ့နော်ကျွန်တော်ကတော့ video ရမ်းရှိမှဆိုတဲ့အတွက်ကြောင့်မလို့အပေါ်ကဒီ quick screen ဆိုတာလေးကိုပဲနှိပ်ပြပေးမယ် quick screen ကိုနဲ့ပဲရှင်းပြပေးမယ်ပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်ပါအဲ့တချက်နှိပ်လိုက်ပြီးဆိုရင် second hand ဆိုပြီးသူကအရန်မြန်တယ်ပေါ့နော်မိတ်ဆွေတို့ကမြင်တဲ့အတိုင်းပဲအဲဒီလိုမျိုးနှိပ်ပြီးပြီးဆိုတာနဲ့ကျွန်တော်ဒီလိုမျိုးတန်းပေါ်လာတယ်ပေါ့နော်ဒီလိုမျိုးပေါ်ဒီလို file နဲ့ဒီလိုမျိုး ကျွန်တော်အခုပြနေတဲ့စက်ခွင်မှာပေါ်တဲ့အတိုင်းပေါ်နေရဆိုရင်တော့ဒါမိတ်ဆွေရဲ့ဖုန်းကဒီလိုမျိုးကြော်ညာတက်စီတဲ့ virus software တွေပဲဘာမှမရှိရတဲ့အတွက်ကြောင့်မစိတ်ပူစရာမလိုပါဘူး okay နှိပ်ပြီးပြန်ထွက်လိုက်အောင်ပဲပေါ့နော်အဲဒီလိုမျိုးမပေါ်ဘဲနဲ့ကျွန်တော်ကျွန်တော်ရဲ့ဖုန်းမှာတော့ဒီကြော်ညာတက်တဲ့ virus software တွေမပေါ်တဲ့အတွက်ကြောင့်မပြလို့မရဘူးပေါ့နော်အဲကျွန်တော်နောက်ထပ်ပုံစံလေးနဲ့ပြပေးမယ် ကျွန်တော်အဲ့လိုမျိုးနှိပ်လိုက်တဲ့အခါမှာကျွန်တော် phone screen မှာပေါ်သလိုမပေါ်ဘဲနဲ့ဒီလိုမျိုး delete icon လေးနဲ့ we found ဆိုပြီးတော့အဲဒီလိုမျိုးပေါ်လာတယ်ဆိုရင်တော့ဒါမိတ်ဆွေရဲ့ဖုန်းမှာကြော်ညာတက်စီရဲ့ software ရှိနေရပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကျွန်တော်ဥပမာကိုယ့်ရဲ့ဖုန်းထဲမှာကြော်ညာတက်စီရဲ့ software နှစ်ခုရှိရဆိုရင်ဒီလိုမျိုးဟို delete icon လေးနှစ်ခုနဲ့ပေါ်လာမှာပေါ့နော်အကယ်၍ကိုယ့်ရဲ့ဖုန်းထဲမှာကြော်ညာတာဒီလိုမျိုးကြော်ညာတက်တာကိုဖြစ်စေရတဲ့ software ၄ခုလောက်ရှိရဆိုရင်တော့ဒီလို delete icon နဲ့ software လေး၄ခုပေါ်လာမှာဖြစ်ပါတယ်ဗျအဲ့လိုမျိုးပေါ်လာရဆိုရင်ကျွန်တော်တစ်ခုချင်းစီတစ်ခုချင်းစီကိုဖြတ်ပေးရမယ်ပေါ့နော်ဖြတ်ဖို့အတွက်ဆိုရင်ဒီမိတ်ဆွေရဲ့ဖုန်းထဲမှာဒီလိုမျိုးပေါ်လာရဆိုရင်အဲ့ဒီ delete icon လေးကိုတစ်ချက်နှိပ်လိုက်ပါ delete icon လေးကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော် okay ကိုနှိပ်ပြီး delete လုပ်ပြရမှာပေါ့နော်အဲ့လိုမျိုး၄ခု project နဲ့၄ခုလုံး delete လုပ်ပြရမှာဖြစ်ပါတယ်ဗျအဲ့ဒီနေရာမှာကြောင်ညာတက်စီတဲ့ software ကမိတ်ဆွေရဲ့အာအရန်အရေးကြီးတဲ့ software ဖြစ်နေရယ်ဆိုရင်တော့ဒါကျွန်တော်တို့မဖြတ်နဲ့ပေါ့နော်ထားခဲ့ပေါ့ အဲဒီနီးလေးတိုင်းဖြစ်လိုက်ပြီဆိုရင်တော့ရရပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းမှာကတော့လက်ရှိမှာကြောင်ညာတက်စီဆော်ဝဲလုံးဝမရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်ရဲ့ဖုန်းကတော့ကြောင်ညာလည်းမတက်ဘူးဟိုကျွန်တော်လက်တွေဖြတ်ဖို့အတွက်လည်းဖြတ်ပြလို့မရဘူးဖြစ်နေရပါတော့ဒီနီးလေးတိုင်းရှင်းလို့ရပါတယ်မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးကအသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းတူးချင်းတို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ